ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှုကျင်းပတဲ့လူမျိုးပေါင်းစုံရင်ကျေးမှုဖလှယ်ပွဲတော်ကိုနိုဝင်ဘာလ16ရက်နေ့ကကချင်ပြည်နယ်မြစ်တနာတက္ကသိုလ်ဘွဲ့နင်းတပင်ခမ်းမမှာကျင်းပပြုလုပ်ခဲ့ကြပါသည် ရင်တည်မှုဖလှယ်ပွဲတော်သို့နိုင်ငံတော်လုံခြုံရေးနှင့်အစ်တန်းတရားရေးကော်မရှင်ဖွဲ့ဝင်နေဆက်ရေးရာဝန်ကြီးဌာနနှင့်တိုင်းရင်းသားရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ပဟုအကြံပေးအဖွဲ့ဝင်များကချင်ပြည်နယ်ဆိုရအဖွဲ့ဝင်ပြည်နယ်ဝန်ကြီးချုပ်ဦးခတ်ထိန်နန်းနှင့်ဝန်ကြီးများအဖွဲ့ဝင်များဌာနဆိုင်ရာများတိုင်းရင်းသားစာပေနှင့်ရင်တည်မှုအဖွဲ့အသီးသီးနှင့်ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည် အခမ်းအနားမှာပြည်နယ်ဝန်ကြီးချုပ်ဦးကထိန်နှံကဒီပွဲတော်ကြီးဟာကျွန်တော်တို့ကချင်ပြည်နယ်ရဲ့တမိုင်းမှာမတ်တိုင်တစ်ခုဖြစ်တယ်လို့ပြည်နယ်သူပြည်နယ်သားတွေရဲ့စီးလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးအတွက်တက်တည်တစ်ခုလည်းဖြစ်ပါရယ်အခုလိုရင်ကျေးမှုဖလဲပွဲတွေတိုင်းရင်းသားပေါင်းစုံအားကစားပြိုင်ပွဲတွေလူမှုရေးပွဲတော်တွေမှာသစဉ်ဒန်းတို့ညီမျှမှုရှိတဲ့အပြန်လန်လေးစားတဲ့ငြိမ်းချမ်းတည်ငြိမ်တဲ့လူဖွဲ့စည်းကိုတည်ဆောက်ဖို့အထောက်အကူပြုစေမှာဖြစ်ပါရယ်လို့ကျိုးစိုးနှုတ်ခွန်းဆက်စကားမှာထည့်သွင်းပြောကြားခဲ့ပါရယ် ဆလဘီအမတ်ထောက်အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများကတိုင်းရင်းသားရိုးရာအခလာများဖြင့်ဖြောပြတင်ဆက်ပြီးတိုင်းရင်းသားအကအဖွဲ့များနှင့်လုံကပါအကယဉ်ကျေးမှုများအပြင်တယုံဂရခစစ်စားရေအကအဖွဲ့စုစုပေါင်း22ဖွဲ့တို့ကရိုးရာယဉ်ကျေးမှုအလိုက်ဒလိထုံတန်းများကိုဖော်ပြသည့်တည်တခြင်းတယုတ်ဖို့အကလာများနှင့်ဖြောပြတင်ဆက်ခဲ့ကြပါသည် အိမ်နောင်ဒုတိယဗိုလ်ချုပ်ကြီးရပြေကအကောက်ဖွဲ့အတီတီတို့အတွင်တပွဲလင်စေသိန်းကျပ်ပြေစုစုပေါင်းငွေကျန်320ကိုအကောက်ဖွဲ့များထံပေးအပ်ချင်းမြင်ခဲ့ပါတယ်။